โอเคကျွန်တော်ကအရန်တောင်းဆိုများတဲ့ comment တခုဖြစ်တဲ့အကို paper ကောက်လေးဖွဲ့ပေးပါလားအကို paper ကောက်လေးတခုလောက်ပေးပါလား no 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 ကျွန်တော်ဒီလိုမျိုးပေးပန်းကောင်ဖွဲ့ပေးရတဲ့အများဆုံး2ရောက်3ရောက်လောက်ပန်းဖွဲ့ပေးလို့နိုင်မှာဖြစ်ပါတယ်။ဘာလို့ရမှာလဲခင်ဗျာ။ကျွန်တော်ကတော့လူအများကြီးကိုပေးပန်းကောင်ဖွဲ့ပေးချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာတော့ ID တည်စရာမလို့ဘဏ်ကံခြေစရာမလို့ဂိတ်စော်ပြင်ပိုက်ဆံထုတ်ဖို့တွန်းနေနိုင်ငံချောင်းွေလက်ခံဖို့အတွက်လိမိမကြတဲ့လူတိုင်းဖွဲ့လို့ရနိုင်တဲ့ခနေတာပေးပန်းကောင်ဖွင့်နေလေးကိုကျွန်တော်စူးစမ်းပြီးအကောက်ဆုံးပြောပြပေးပါမယ်။ Okay စေဝင်းစားတယ်ဆိုရင်တော့ let's go okay ဒါဆိုရင်ကျွန်တော်တို့ paper ကောက်ဖွဲ့ဖို့အတွက် browser တကူကူထန်းကို ဝင်လိုက်ပါကျွန်တော်ကတော့ cloud browser ထဲကို ဝင်လိုက်ပါမယ် okay ပြီးရင် disk ဘာမှာ paper.co လို့ရရှားလိုက်ပါ paper.co လို့ရရှားလိုက်ပါ โอเคဒါဆိုရင်ဒီလိုမျိုး PayPal လို့ပေါ်လာမှာဖြစ်ပါတယ်เนาะ PayPal ကိုတစ်ချက်နေလိုက်ပါโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီပေါ်ကစင်းအားဆိုတဲ့အကောင့်ကိုတစ်ချက်နေလိုက်ပါ โอเคဒါဆိုရင်ဒီနေရာမှာကြာတော့ကျွန်တော်တို့က PayPal Personal Account ဖွင့်မှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကပြရောက်လေးနဲ့ Gifter ဆိုတဲ့ account ကိုတစ်ချက်နှိလိုက်ပါโอเคဒါဆိုရင်ဒီ Select your country and region ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ကကနေဒါ PayPal ကဖွင့်မှဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့ကနေဒါကိုရွေးပေးရမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီဘဲကမြားလေးကိုတစ်ချက်နှိလိုက်ပါโอเคဒါဆိုရင်ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်ကျွန်တော်တို့ဒီအပေါ်က Select your country region ဆို းတန်နေရမှာစီတလွန်ထက်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ကနေဒါပေါ်လာပြီးဖြစ်ပါတယ်နော်ကနေဒါကိုတစ်ချက်နှိမ့်လိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့ဒီ slash u ာ country region ဆိုတဲ့နေရာမှာကနေဒါကိုရွေးတော့ပြီးပြီဆိုရင်တော့ဒီအောက်ကပြရောက်လေးနဲ့ gafta ဆိုတဲ့ကောက်ကိုတချမ်းနေလိုက်ပါโอเคဒါဆိုရင်ဒီ send a for paper ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ဒီနေရာမှာ paper account တစ်ခါမှာမဖွဲထားဖို့တန် gmail code တခုနဲ့ send a လုတ်ပေးရမှာဖြစ်ပါတယ်เนาะ โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ရဲ့ gmail code တချမ်းထပ်ပေးလိုက်ပါမယ် โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ Gmail ထက်လို့ပြီးပြီဆိုရင်တော့ဒီအောက်ကပြရောက်လေးနဲ့ Nip ဆိုတဲ့အကောင့်ကိုတစ်ချမ်းနေလိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့ဒီဖိုနာပါဆိုတဲ့နေရာမှာကြာတော့ကနေဒါဖိုနာပါကိုထပ်ပေးရမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ကနေဒါဖိုနာပါကိုဘယ်လိုမျိုးရှာရမှာလဲဆိုတာကိုတစ်ချက်ပြောပြပေးပါမယ်โอเคဒါဆိုရင်ကျွန်တော်ဒီအပေါ်ကအပေါ်လက္ခဏာလေးကိုတစ်ချက်နှိပ်ပြီး folder ခွဲလိုက်ပါမယ်ပြီးရင်ရှိုက်ဆိုးတဲ့နေရာမှာကျွန်တော်တို့ကနေဒါ rebel srl လို့တစ်ချက်ရရှာလိုက်ပါကနေဒါ rebel srl လို့တစ်ချက်ဒီလိုမျိုး ရရှာလိုက်ပါเนาะโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ ကနေဒါဖိုနံပါယူလို့ရတယ်ကျွန်တော်တို့ website တွင်အများကြီးပေါ်လာမှဖြစ်ပါတယ်နော်ကျွန်တော်တို့ကဒီ website တွင်မှာ fight ကြည့်ယူလို့ရတာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကနေဒါဖိုနံပါတွေဖြစ်ပါတယ်နော် okay ဒါဆိုရင်ကျွန်တော်ကတော့ဒီအောက်ကအနီရောက်လေးနဲ့ try ဖိုနံပါဆိုတဲ့ website မှာကျွန်တော်ယူပြပေးမှဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီအောက်ကကနေဒါ type pro ဖိုနံပါဆိုတဲ့အကောက်ကိုတချမ်းနေလိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော်ကတော့ဒီ website မှာဖိုနံပါရှာကြည့်ပါမယ် okay ဒါဆိုရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ကိုနိုင်ငံ့ဆွဲတဲ့လိုက်ပါ ါနော်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ယူလို့ရတဲ့ကနေဒါဖွန်နာပါတွေဖြစ်ပါတယ်နော်။ဒီနေရာမှာကျွန်တော်တို့ဖွန်နာပါတွေကအများကြီးရှိပါတယ်။ကျွန်တော်တို့ဒီနေရာမှာရှိတဲ့ဖွန်နာပါတွေထက်ကတခုခုကျွန်တော်တို့ကထကြည်စားရမှာဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီဖွန်နာပါကိုထက်စားမှာဖြစ်ပါတယ်နော်။ဒီပေါ်က5 minute အကို5 minute တို့ကပဲအာဒီဖွန်နာပါကိုချပေးထားတာဖြစ်ပါတယ်နော်။ဒါဆိုရင်ကျွန်တော်ဒီဖွန်နာပါကိုတချန်နေလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာကနေဒါဖွန်နာပါကိုတချန်ကော်ဖီယူလိုက်ပါမယ်။ โอเคဒါဆိုရင်ဒီမှာကျွန်တော် coffee ယူလို့ပြီးပြီးဆိုရင်တော့ခုနကဖုန်းနပါဆိုတဲ့နေရာမှာကျွန်တော်ထည့်လိုက်ပါမယ်เนาะကျွန်တော်ဖိတ်ချလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာခုနကယူလာတဲ့ကနေဒါဖုန်းနပါကိုထည့်လို့ပြီးပြီးဆိုရင်တော့ဒီရောက်ကပြရောက်လေးနဲ့ nip ဆိုတဲ့ကောက်ကိုချန်နေလိုက်ပါမယ်ဒါဆိုရင်ဒီမှာ confirm your phone number ကျွန်တော်တို့ရဲ့ဖုန်းနပါကို confirm လုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီရောက်က recent code ဆိုတဲ့ကောက်ကိုချန်နေလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ recent code လို့လို့ပြီးပြီးဆိုရင်တော့ခုနကကျွန်တော်တို့ဖုန်းနပါယူလာတဲ့ ရာကိုပြသွားလိုက်ပါတော့ဒါဆိုရင်တယောက်ကဖြူရော်လေးနဲ့ mu srl ဆိုတဲ့ကောက်ကိုကြည့်နေလိုက်ပါမယ် okay ဒါဆိုရင်ဒီမှာကျွန်တော်ရန် paper ရဲ့ otp ကိုကြာလာပြီးဖြစ်ပါတယ်ကျွန်တော်တစ်ချက်ယူလိုက်ပါမယ်ချော်ရှင်9နဲ့ချုံ9ချော်ရှင်9နဲ့ချုံ9ကျွန်တော်ခုနကနေရာမှာတစ်ချက်ပြသွားထည့်လိုက်ပါမယ်နော် okay ဒီနေရာမှာချော်ရှင်9နဲ့ချော်9 โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ကိုထဲလိုပြပြဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ blather တော့မေးဆိုတော့ဒီလိုမျိုးခနေတာဖုန်းနာပါကိုကျွန်တော်တို့လာယူလို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ကျွန်တော်တို့ paper ကောက်ဖွဲမှာ password ကိုဖန်တီးပေးရမှာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာ password တစ်ချက်ဖန်တီးလိုက်ပါမယ် โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ password ဖန်တီးလို့ပြပြဆိုရင်တော့ဒီအောက်ကပြရောက်လေးနဲ့ ne episode တောင်ကိုတချန်နေလိုက်ပါတော့ကျွန်တော်တို့ဒီနေ့ရမှာ password ဖန်တီးတဲ့အချိန်မှာအနည်းဆုံးရှင်းလို့ရှင်းရမှာဖြစ်ပါတယ်เนาะဒီအောက်ကလည်းသူပြပြပေးထားပါတယ်โอเคဒါဆိုရင်ဒီ personal info ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့ normal တွင်မွေးနေ့တွေကိုထပ်ပင်းရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တချန်ထည့်လိုက်ပါမယ် first name ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့ normal အစားတလို့ကိုထပ်ပင်းလိုက်ပါတော့ကျွန်တော်ကတော့ day day လို့ထည့်လိုက်ပါ ါမယ်ပြီးရ last name date day လို့ပဲထည့်လိုက်ပါမယ်နော် date day ပြီးရ days on birthday ဆိုတဲ့နေရာမှာကြတော့ဒီနေရာမှာကျွန်တော်တို့ရဲ့ normal အရင်းကိုလည်းထည့်လို့ရပါတယ်နော် PNT day of birthday ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ရဲ့မွေးနေ့အမှန်ကိုလည်းထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရပါတယ် PNT အောက်ကအရာကတော့ကျွန်တော်တို့ဘွယ်တကူရွေးပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ကတော့ဒီနေရာမှာ business မနေ့မှ CEO ဆိုတဲ့ကောက်ကိုတစ်ချက်ရွေးလိုက်ပါနော်ကျွန်တော်တို့ဒီနေရာမှာတိုက်တဲ့အရာကိုရွေးလို့ရတာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ မှာအကိုလိုဖီလိုပြီးပြီးဆိုရင်တော့ဒီရောက်ကပြောင်ရောက်လေးနဲ့ nip ဆိုတဲ့ကောက်ကိုတချမ်းနေလိုက်ပါ Okay ဒါဆိုရင်ဒီ UR Advice ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကနေဒါလိပ်စာကိုထပ်ပင်းရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကနေဒါလိပ်စာကို Google မှာဘယ်လိုမျိုးရှားလို့ရလဲဆိုတာကိုတချမ်းပြောပြပေးပါမယ်ဒီအပေါ်ကပေါ်လာခဏလေးကိုတချမ်းနေပြီးကျွန်တော် folder တချမ်းခွဲလိုက်ပါမယ်ပြီးရင်ဒီအပေါ်ကရှိုက်ဆိုတဲ့နေရာမှာ Find Advice Canada လို့တချမ်းရေရှားလိုက်ပါနော်ကျွန်တော်တချမ်းရေရှားလိုက်ပါမယ် S A ယ် kufaitadrycanada faitadrycanada လို့ဒီလိုမျိုးတစ်ချက်ရရှားလိုက်ပါနော်။ Okay ဒါဆိုရင်ဒီလိုမျိုး website တွေအများကြီးကြာလာမှဖြစ်ပါတယ်။ကျွန်တော်တို့ကြိုက်တဲ့ website ကိုဝင်ပြီးကျွန်တော်တို့ Canada လိပ်စာကိုယူလို့ရပါတယ်။ကျွန်တော်ကတော့ဒီ website ကိုဝင်ပြီးတစ်ချက်ယူပြပေးမှဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ Canada ရဲ့လိပ်စာကိုယူလို့ရတာဖြစ်ပါတယ်နော်။ဒီမှာလိပ်စာတွေအများကြီးရှိတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ကတော့ဒီပေါ်စောကလိပ်စာကို coffee ယူလိုက်ပါမယ်။ပြီးရင်ကျွန်တော်ခုနက your address ဆိုတဲ့နေရာ ာကိုပြသွားလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီနေ့ရမှာတစ်ချက်ဖိတ်ချလိုက်ပါမယ်နော်။ Okay ဒါဆိုရင်ဒီလေးစာကိုတစ်ချက်နေလိုက်ပါမယ်။ Okay ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ဒီဘောကလေးစာထဲလို့ပြပြီးဆုံးရင်တော့ကျွန်တော်တို့ဒီအောက်က light two ဆိုတဲ့နေရာမှာကတော့မထန်ရင်လည်းရပါတယ်နော်။ဘာမှပြဿနာမရှိပါဘူး။ Okay ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့လေးစာထဲလို့ပြပြီးဆုံးရင်တော့ဒီအောက်ကအပြာရောက်လေးနဲ့ ugly and create account ဆိုတဲ့အကောင့်ကိုတစ်ချက်နေလိုက်ပါ။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့အကောင့်စာပြေဖွင့်နေပြီဖြစ်ပါတယ်နော်။ Okay ဒါ ဆိုရင်ဒီမှာကြတော့ကျွန်တော်တို့ payback account ဖွဲ့လို့ပြီးသွားပြီဖြစ်ပါတယ်နော်ဒီရောက်ကနောက်ဆုံးတိုင်ကောက်ကိုတစ်ချမ်းနေလိုက်ပါโอเคဒါဆိုရင်ဒီနေရာမှာလည်းကျွန်တော်တို့နောက်နောက်ဆုံးတိုင်ကောက်ကိုတစ်ချမ်းနေလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ payback canada account ဖွဲ့လို့ပြီးသွားပြီပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ payback account ဖွဲ့လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ gmail ကို confirm လုပ်ပေးရအောင်မှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ခုနက payback account ဖွဲ့ထားတဲ့ gmail ထက်ကိုတစ်ချမ်းသွားလိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော် gmail ထက်ကိုတစ်ချမ်းဝင်လိုက်ပါမယ်โอเคဒါဆို ရင်ဒီမှာပေပန်းကတော့ကျွန်တော်တို့ရဲ့ဂျီမင်းကိုကော်ဖာလိုပေါ်ပိုလာဘေဘီဖြစ်ပါတယ်နော်။ Okay ဒီအောက်ကအရာဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာကြည်ပါနော်။ကော်ဖန်ယူရမယ်။ကျွန်တော်တို့ရဲ့ဂျီမင်းကိုကော်ဖန်လိုပင်းရမှာဖြစ်ပါတယ်။ဒီအောက်ကမဲရောက်လေးနဲ့ကော်ဖန် my email address ဆိုတဲ့အကောင့်ကိုတချန်နေလိုက်ပါ ။ Okay ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ခုနက PayPal ကိုဖွင့်ထားတဲ့ password ကိုထည့်ပြင် confirm လုပ်ပေးရပါမယ်နော်။ဒါဆိုရင်ကျွန်တော်တချမ်းထည့်လိုက်ပါမယ်။ထည့်လို့ပြီးပြီဆိုရင်တော့ဒီအောက်ကပြရောက်လေးနဲ့ login ဆိုတဲ့အကောင့်ကိုတချမ်းနေလိုက်ပါ။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ PayPal ကောင်ကိုစာပြင်းဆက်ဆင်းနေပြီဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ဒီမှာကြည်ပါနော်။ You may have been confirmed ကျွန်တော်တို့ရဲ့ PayPal ကောင်ရဲ့ Gmail ကတော့ confirm ဖြစ်သွားပြီဖြစ်ပါတယ်။ဒါဆိုရင်ဒီအောက်ကပြရောက်လေးနဲ့ continue ကိုတချမ်းနေလိုက်ပါမယ်။ Okay ယ်ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်အမှားချက်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဂဲသောအပြင်ငွေထော့ဖို့အတွက်နဲ့နိုင်ငံခြားငွေလက်ခံဖို့အတွက်လီမီမတီတဲ့ပေးပန်ကနေဒါကောက်ကတော့ကျွန်တော်တို့ဖွဲလို့ပြီးသွားပြီးပန်ဖြစ်ပါတယ်နော်။ဒီနေ့ရမှာကျွန်တော်ရဲ့ဘလာဘာတို့မေဆွေတို့ကိုလီမီတီမတီဆိုတာပိုသေးချအောင်ဘလို့မျိုးဆင်ရမလိုက်ဆိုတာကိုတစ်ချက်ပြပေးမှဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီပေါ်ကမြင်းတို့ကြောက်ကိုတစ်ချက်နှိပ်လိုက်ပါ။ဒီနေ့ရမှာကျွန်တော်တို့ဒီအောက်ကဟက်ဆိုတဲ့ကောက်က ိုတစ်ချမ်းနေလိုက်ပါနော်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ Blazer တို့မိတ်ဆွေတို့ကိုအကောင့် Limit Timothy ဆိုတာဘယ်လိုမျိုးဆင်ရမလဲဆိုတာကိုပြောပြပေးပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ရမှာဒီပေါ်ကိုဆွဲတင်းလိုက်ပါနော်။ဒီပေါ်ကိုဆွဲတင်းလိုက်ပါကျွန်တော်တို့ဒီပေါ်က Resource Creator ဒီမှာအကောင့် Resource Insure ဆိုတဲ့အကောင့်ကိုတစ်ချမ်းနေလိုက်ပါနော်။ဒီကောက်လေးပါနော်။ Good โอเคဒါဆိုရင်ဒီမှာကြည်ပါနော်ကျွန်တော်ရဘလာသားတို့မိတ်ဆွေတို့မြေတိုင်တဲပါဗန်အကောင့်အင်းရှိုးကတော့ဘာမှမရှိပါဘူးနော်ကျွန်တော်တို့အကောင့်ကတော့လီမီဘာမှမရှိပါဘူးအကောလို့လီမီလီမီကင်းပါတယ်နော်ဒီမှာကြည်ပါကျွန်တော်တို့ဘာမှမရှိပါဘူးအော်ဂေါ်ဟီယာအကောလို့ကောက်တာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရဘလာသားတို့မိတ်ဆွေတို့ဖွဲလိုက်တဲ့ paper ကောက်ကလီမီတီမတီဆိုတာကျွန်တော်တို့ဒီလိုမျိုးလက်ဆက်ကြည့်လို့ရတာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီမှာကြည်ပါကျွန်တော်တို့ရကောက်ကတော့ဘာအင်းရှိုးမှမရှိပါဘူးနော်ဘာလီမီမှမရှိပါဘူးဒီမှာ ီမှာကြည်ပါနော်အကောလို့ကျွန်တော်တို့ကလီမီကေတာဖြစ်ပါတယ်โอเคဒီမှာကြည်ပါโอเคဒါဆိုရင်ကျွန်တော်ရဘလာသားတို့မေးဆွေးတော့ဒီနေ့ရမှာဒီလိုမျိုးကျွန်တော်ရဘလာသားတို့မေးဆွေးတော့ဖွဲလိုက်တဲ့ payback account ကလီမီရှိမရှိဆိုတာကိုတိုင်လက်ဆက်ကြည့်လို့ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဟိုကိုတစ်ချက်သွားလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်ရဘလာသားတို့မေးဆွေးတော့ကကနေဒါ payback account ကနေ USA payback account ပြောချေတိုင်းဆိုရင်တော့ကျွန်တော်တို့ဘလို့မျိုးပြောရမှာလဲဆိုတာကိုတခါတည်းပြောပြပေးလိုက်ပါမယ်နော်ကျွန်တော်တို့ဒီနေ့ရမှာ USA payback account ောက်ပြောချိတိုင်းဆိုရင်တော့ကျွန်တော်တို့ဒီဘောကဆက်သောဆက်ကိုတစ်ချံနေလိုက်ပါဒီပေပတ်ဘိုင်လန်ဆိုတဲ့နေရာမှာဒီဘောကဆက်သောဆက်ကိုတစ်ချံနေလိုက်ပါပြီးရင်ဒီဘောဆိုက go to ပေပတ်ဘိုင်လန်ဆိုတဲ့ကောက်ကိုကျွန်တော်တို့ထန်နေလိုက်ပါโอเคဒါဆိုရင်ဒီနေရာကိုရွာလာမဖြစ်ပါတဲ့ဒီနေရာမှာဒီပေါ်ကိုဆွဲတင်းလိုက်ပါနော်ဒီအောက်ကပေပတ်ဘိုင်လန့်ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါโอเค ဒါဆိုရင်ဒီနေရာကိုရလာမဖြစ်ပါတဲ့ဒီပေါ်ကိုထက်ဆွဲတင်းနိုင်ပါနော်ဒါဆိုရင်ဒီအောက်က UFTT ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီဘေးကဆက်သွဲဆက်ကိုတစ်ချမ်းနေလိုက်ပါပြီးရင်ဒီပေါ်ဆိုက Match Premium ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါနော် Okay ဒါဆိုရင်ဒီလိုမျိုးပေါ်လာမှဖြစ်ပါတဲ့เนาะ match and your premium currency ကျွန်တော်တို့ကဒီနေရာမှာ US အကောင့်ပြောမှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကပြရောက်လေးနဲ့ send as premium ဆိုတဲ့အကောင့်ကိုတစ်ချမ်းနေလိုက်ပါ โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ကနဒါပေးပတ်ကောက်ကနေ USA ပေးပတ်ကောက်ကိုပြောလို့ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီအောက်က Dime Soda ကောက်ကိုတစ်ချက်နေလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ရ Plaza တို့မိတ်ဆွေတို့ကိုတစ်ချက် ပြပေးမှာဖြစ်ပါတယ်ဟိုကိုပြသွားလိုက်ပါမယ်โอเคပြီးရင်ကျွန်တော်ဒီပေါ်ကိုဆက်တင်းလိုက်ပါမယ်เนาะ โอเคဒါဆိုရင်ဒီမှာကြည်ပါเนาะပေးပတ် Balance ဆိုတဲ့နေရာမှာ USA ကောက်ဖြည့်သွားပြီဖြစ်ပါတယ်เนาะ US ဒေါ်လာဖြည့်သွားပြီဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရ Plaza တို့မိတ်ဆွေတို့ဒီလိုမျိုးကနဒါပေးပတ်ကောက်ကနေ USA ပေး playback ကောက်ကိုလပြလို့ရတာဖြစ်ပါတယ်เนาะပြောလို့လည်းရတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်ကျွန်တော်တို့ USA playback ကောက်ဖြစ်သွားပြီးဖြစ်ပါတယ် USA ဒေါ်လာနဲ့ဖြစ်သွားပြီးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့အခု browser ထဲမှာဖွင့်ထားတဲ့ playback ကောက်ကိုကျွန်တော်တို့ PayPal application မှာဘယ်လိုမျိုး login ဝင်ရမှာလဲဆိုတာကိုပါတခါတည်းလက်တွေ login ဝင်ပြပေးလိုက်မှာဖြစ်ပါတယ်เนาะโอเคတခါတည်းအခုလုံးပြောပြပေးလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့ဗက်ပြန်ဆွတ်လိုက်ပါမယ်ကျွန်တော်တို့ PayPal application ကို Play Store မှာတော်တော်လောက်ရမှာဖြစ်ပါတယ်เนาะဒါ ါဆိုရင်ကျွန်တော် Play Store ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ PayPal application ကိုလာ download လုပ်ရတာဖြစ်ပါတယ်။ PayPal လို့ရေချလိုက်ပါနော်။ Okay ဒါဆိုရင်ဒီမှာ PayPal application ပေါ်လာမှာဖြစ်ပါတယ်နော်။ PayPal application ကိုတစ်ချက် install လုပ်လိုက်ပါမယ်။ကျွန်တော်ရဲ့ browser တို့ message တို့ကိုတစ်ခါတည်းကျွန်တော်အကုန်လုံးပြပေးလိုက်ပါမယ်နော်။ဒီ video ကတော့အနည်းငယ်ရှီကောက်တော့ရှီနိုင်ပါတယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ PayPal application install လို့လို့ပြပြဆိုရင်တော့ PayPal application ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်နော်။ Open ကိုတစ်ချက်နှိပ်လိုက် ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ PayPal application ထဲကိုရောလာပြီးဆိုရင်တော့ဒီအောက်က login ဆိုတဲ့အကောင့်ကိုတစ်ချက်နှိပ်လိုက်ပါ โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ခုနက payback ကိုဖွင့်ထားတဲ့ Gmail ကိုတစ်ချမ်းထည့်ပေးလိုက်ပါတော့ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချမ်းထည့်လိုက်ပါမယ်ပြီးရင်ဒီအောက်ကမဲရောက်လေးနဲ့ niche ကိုတစ်ချမ်းနေလိုက်ပါโอเคဒါဆိုရင်ဒီ password ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ခုနက payback ကိုဖွင့်တော့ကထည့်ထားတဲ့ password ကိုတစ်ချမ်းထည့်ပေးလိုက်ပါထည့်လို့ပြီးပြီဆိုရင်တော့ဒီအောက်ကမဲရောက်လေးနဲ့ login ဆိုတဲ့အကောင့်ကိုတစ်ချမ်းနေလိုက်ပါတော့โอเคဒါဆိုရင်ဒီမှာစပြီး login ဝင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့တကယ်တိုးပြလို့ရမရဆိုတဲ့တစ်ချမ်းပြပေးမှဖြစ်ပါတယ် တယ်နော်โอเคဒါဆိုရင်ဒီမှာကြည်ပါကျွန်တော်တို့ခုနကဘလော့ဇာထမ်းမှာဖွင့်ထားတဲ့ payback ကတော့ဒီမှာကျွန်တော်တို့ payback application မှာလည်း login ဝင်ပြီးလက်သုံးပြုလို့ရပြီပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်ရဲ့ blah blah တို့ message တို့မြင်တိုင်းပါပဲကျွန်တော်တို့ limit ကတော့ low မရှိပါဘူးနော်โอเคဒါဆိုရင်ဒီမှာ bank ကခြေစရာမလို့ id တဲစရာမလို့ဂိတ်စော်ပြီးငွေထုတ်ဖို့အတွက်နဲ့နိုင်ငံခြားငွေလက်ခံဖို့အတွက်ကနေဒါ USA payback ကဖွင့်နေလေကိုကျွန်တော်ရဲ့ blah blah တို့ message တို့နဲ့အတူတူလက်တွဲ ဲဖွဲ့ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ blabber တို့မေးစွန်းတို့အကုန်လုံးလမ်းဆေးပြေကြမှလို့ယူကြည့်ပါတယ်အကဲရွေဒီဗီဒီယိုကိုအစိုးရကြည့်ပြီး payback account ဖွဲ့လို့မရတဲ့တကယ်လို့ချင်းတဲ့သူရှိရင်လည်းကျွန်တော်ကိုဖွဲ့ထားတဲ့ payback account လေးတစ်ခုပေးပါမယ်ဗီဒီယိုရဲ့ comment မှာရေးပေးသွားလို့ရပါတယ်နော်ကျွန်တော်မြင်ခိုင်ရင်ပြန်ပြီးဆက်တွဲလာပါမယ် Okay ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုလင်းကိုဒီမှာပဲရလိုက်ပါမယ်ဒီဗီဒီယိုလင်းက message တို့အတွက်ကြိုးရှိကြတဲ့ဆိုရင်တော့ဒီဗီဒီယိုလင်းကို like link တစ်ချက်လုံးနှိပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်နော်ဗီဒီယိုကိုစိုးရိမ်ကြည့်ယူပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ် bye yeah ho oh ho ဒီဗီဒီယိုကအများတော့ရှိတော်ပြီဖြစ်ပါတယ် bye